ထုအလူမှာကွယ်လုံးလေးသေးရှိအောင်စီစဉ်ထားမောကလက်ချခါလေးစီစဉ်ထားလိုက်ပုံကလက်ချခါတော့ပါလေမင်းနဲ့ဆုံးလေးမမောင်နာတမယာရဲ့စီရောင်စုံမင်းတွေနဲ့ခြေဝခညာလားစကိုင်းနီလေးချစ်စုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဆန်နှစ်ကြိမ်မြောက်နှစ်ဦးစတုတ္တိသာကြီးမွေးလှူဒန်းခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှကြီးမှုပြီးဆန်နေချိန်မြောင်နေဦးစတုဒီသာကျွေးမွေးလူတန်းမှုကိုတော့ဒီကနေ့ဧပြီလ၄ရက်နနက်10:00နာရီကရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အလုံးမှုဆောင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနဲ့သက်ဆိုင်ရာဌာနအသီးသီးမှတာဝန်ရှိသူများကဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကျောင်းနိုင်ဒေသကြီးရှင်လုံငန်းရှင်များအသင်းအနေနဲ့ရှင်ပညာဒါနအခမဲ့သင်တန်းတွေငွေကြေးခဝါချအသိပညာပေးသင်တန်းများကိုလာစဉ်ဖွင့်လှစ်တင် जा ပေးလျက်ရှိသလိုတဘာဝဘီအန်ရဲ့များကြုံတွေ့ခန်းစားနေရတဲ့ပြည်သူများအတွက်လူသားချင်းစာနာနားလည်မှုဖြင့်အလူငွေများထောက်ပံ့လူဒန်းနာတွေကိုလည်းလှူဆောင်လျက်ရှိသလိုယခုမတ်လ28ရက်က 9.9အဆင့်ရှိပြင်းထန်သောငလျင်ဖြစ်ပွားမှုအပေါ်အသက်အိုးအိမ်များပျက်စီးဆုံးရှုံးကြရတဲ့ပြည်သူများအတွက်အလူငွေကျပ်350ကို တိုင်းဒေသကြီးအစိုးရအားလှူဒန်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဝါဆိုသင်္ကန်းဆက်ကအလူဒန်းခြင်းကထိန်သင်္ကန်းဆက်ကလူဒန်းနာတွေအပြင် စတုရီသာကျွေးမွေးလူဒန်းနာတွေကိုလည်းအစဉ်လာမပြတ်လှူဆောင်ခဲ့တာယခုကျင်းပပြုလုပ်ခဲ့တဲ့စတုရီသာကျွေးမွေးလူဒန်းမှုက 2025ခုနှစ်မှာတော့၁၂ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။အဆိုပါစတူရီတာကျွမ်းဝေးလူရန်မှုတွင်စိတ်သားရင်စိတ်သားရင်တည်ဆုံပေကလာရင်အဆရှိသည်တို့ကို လူဦးရေတစ်ထောင်နီးပါးကျွမ်းဝေးလူရန်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးရှင်လူငန်းရှင်များအသင်းမှာ၁၂ကြိမ်မြောက်နှစ်ဦးစတုရိသာကျွမ်းဝေးလူရမ်းမှုကို ခொနရသာသမီမိဘပြည်သူများကြည်ရှုရင်လှူဒန်းမှုများအတွက်တာရုခေါ်ဆိုနိုင်ရန် Sky Daily Media မှရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်မာရလိုဝန်ရမှာ ဲ့ယူရက်ကတော့ဒါနှစ်ပြင်းနေတိုင်းလုံးနေကြပေါ့ဒီနေ့ကတော့သူ့တစ်ပြင်းအားလုံးကိုအစီအပြေအောင်စားနေတောင်းနေအောင်လုပ်ပေးတာပေါ့တကူကတော့ဒါကောင်းတဲ့အချက်ပေါ့သူ့ရတာ၁၂ကြိမ်မြောက်ပေါ့နော်ဒီစုရိသာတူးရ၁၂ကြိမ်မြောက်ဒီနေ့မှာတော့ဘာတွေပါလဲဆိုတော့ဟိုပါပေါ့စိတ်က250ကြက်က250ခြံ58ဒီမှာပြည်ရေသားမှုကဘူး9တော့ဟိုပဲဟင်းအစရှိသည့်အများကြီးယူလိုက်ပါလေအဲ့တော့ဒါဟို ဒီအကြက်တဲ့ကြားနေပြီးတော့ကောင်းမော်ဖြစ်အောင်ဥပဒေကျိုးမှုပေးရခြင်းဖြစ်ပါတယ်။အဲ့အားလုံးကတော့ကုစုကုတို့အချိန်နေခါမျိုးမှာဒီလိုကျွေးနိုင်တာဆိုတာကုစုကတော့ဘယ်လောက်ရလဲဆိုတာဒါဘလို့မှကိုတန်ဖိုးဖြတ်လို့မရတော့ဘူး။သိကြရတဲ့ဧည့်သည်ကသူကလွာတီးတီးရလာကြမှာပေါ့နော်။သူကသူဟိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါ့လာပြီးတော့စားသုံးလို့စားသုံးကြတဲ့လူတွေဖြစ်ပါတယ်။သူဒီငလင်းနဲ့ပတ်သက်ပြီးတော့ဒီတိုင်းဒေသကြီးဆိုအဖွဲ့မှာပြီးခဲ့တဲ့ဟိုလောက်ကတရရနေရဦးတို့သွားပြီးတော့350သွားပြီးတော့လူရက်ပြီးပါလေ။ ကိုတို့ဗမာပြည်မှာရှိတဲ့လူတွေအားလုံးလည်းစိတ်နှလုံးကတော့ဘလို့မှမနူးညံ့ဘူးပေါ့နော်စိတ်ခံစားမှုတွေအားလုံးရှိတာပေါ့တကယ်လို့များဒါကြီးကိုပြေပြီးတော့ဒါသိကြရင်ဥတို့ဒီစတုဒီကလည်းမသေးတော့ဘူးပေါ့ဥတို့ကရရှိတဲ့ငွေ345သိန်းတော့ကိုဒီငလေဒါစိတ်နဲ့ဒေသတွေကိုတွားပြီးတော့လူလိုက်ပါလေဒါကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုအားလုံးတဒတာဝိုင်းဝန်းပူညီပြီးတော့လူတိုင်းကြတယ်ကျွန်တော်တို့ဆိုလည်းတက်နေတဲ့တော့နှစ်သိန်းပေါ့လူကြီးတွေဆိုလည်း10သိန်း5သိန်းစုပေါင်းပြီးလူလိုက်တဲ့အခါမှာဗရာတားရှိတဲ့လူတွေရတဲ့ဝိုင်းလူတွေ ပြီးတော့အဲ့မှာအခုသိန်းမင်းက45သိန်းဒီဖြစ်လာတယ်အဲ့ဖြစ်လာတဲ့အတွက်ကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်လူတိုင်းနဲ့လူတွေဒါမှမဟုတ်ဒီမှာလည်းဒီလိုလူတိုင်းနဲ့ဝမ်းပြီးတော့လူတိုင်းပြေးကြပါလို့ပြောကြလိုပါတယ်